ဆိုရင်မလီလောက်ပြီးတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲဒီပါလီဖြစ်လာလဲဆိုလို့ရှိရင်ကျွန်မန်းလေးမြို့မှာဆိုရင်တော့ဗောလေနော်ကျွန်ညဘက်ဒီမှာဆိုလို့ရှိရင်အိမ်ဒီမှာကျွန်တော်တို့ဖောက်ခံရတာဗောလေနော်အဲ့လိုမျိုးတွေဖြစ်လာတယ်နောက်ပြီးတော့ကျွန်တော်လူလူပြတ်တဲ့လမ်းကျူလမ်းကြားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဓာတ်ထောက်ပြီးတော့ဓမြတိုက်တာတွေအဲ့လိုမျိုးလူရက်တာတွေဗောလေနော်အဲ့လိုမျိုးတွေအရန်ကိုပေါ်လာတယ်ဗျဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့38လမ်း47ကြားမှရှိတယ်89လမ်းမှပေါ်မှာဗောလေနော် ကျွန်တော်တို့မျက်နှာဖုံးစွတ်တင်နေလူ9ယောက်ပေါ့လေနော်ပြီးရင်ဓားတွေကလည်းကိုစီလွယ်ထားတယ်ဗျအဲ့ဒီလူ9ယောက်ကိုကျွန်တော်တို့ကတွေးလိုက်တယ်တွေးလိုက်တဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီလူကိုကျွန်တော်တို့ထွက်ပြီးတော့မှလိုက်ရှာတာပေါ့ရှာတဲ့အချိန်မှာအဲ့ဒီလူတွေကလည်းကျွန်တော်တို့တွေ့တွေ့ချင်းပဲဗျတောက်လျှောက်အမှပြေးသွားခဲ့တာပြေးသွားခဲ့တာမမိလိုက်ဘူးပေါ့လေနော်အဲ့ဒါပေါ့လေနော်ဒါကြောင့်မို့ကျွန်တော်ရက်ွက်တွေနေမှာလဲကျွန်တော်တို့အားလုံးပဲ ိတ်တယ်ဆိုလို့ရှိရင်လည်းအလုံးတရိနဲ့ကျွန်တော်တို့အိတ်ကြဖို့လေနော်အဲဒါတခုခုဆိုလို့ရှိရင်အကူကြီးလမ်းတောင်းရလွယ်အောင်ပေါ့လေနော်အဲ့လိုမျိုးလေးဒီအချင်းချင်းချိတ်ဆက်ပြီးတော့မှအလှူရှားကြဖို့ပေါ့လေနော်ကျွန်တော်တို့အဲ့လိုမျိုးလေးတွေပေါ့လေဒါပြောတာပါမကူဘွဲမှာ9ယောက်လောက်တောင်းလို့10ယောက်လောက်ရှိရင်2ယောက်လောက်3ယောက်လောက်ကမိတ်ဖယ်နဲ့ မြေဘုတ်ဖို့လို့ပြောလို့ရအောင်အပေါ်လုံးတို့ရေရလာပဲလေမဲပဲနေလို့ရအဲအဲ့ဒါတခုကြည့်ရတာဘုရားကြီး